မြန်မာနိုင်ငံရဲ့ပထမဆုံးကာယဗလမဲ့ဖြစ်လာခဲ့တဲ့အမျိုးသမီးကဲပရိသတ်ကြီးတို့ရေမြန်မာနိုင်ငံဆိုတာကတော့အင်မတန်မှယဉ်ကျေးမှုထွန်းကားလုပ်တဲ့နိုင်ငံဖြစ်တဲ့အပြင်မိန်းကလေးဆိုရင်ရင်ရင်ကြီးကြီးတည်နေမှုမိပဲနေထိုင်ရမယ်ဆိုတဲ့ဒလေးကိုပထမဆုံးစမ်းချိန်ချိုးပြနိုင်ခဲ့သူကတော့ကာယအလှမဲ့အမျိုးသမီးတူဦးဖြစ်သူတီတီစပြစ်ချိုပဲဖြစ်ပါတယ် ။သူမအနေနဲ့ကတော့ကာယဗလာမဲ့လုပ်တယ်ဆိုတာခန္ဓာကိုယ်တစ်ကိုယ်လုံးပေါ်အောင်ပြရတာဖြစ်လို့မြန်မာနိုင်ငံအတွင်းကလူတွေတော်တော်များများသဘောမချခဲ့ပေမယ့်အမျိုးသမီးတွေလည်းလုံနိုင်စွမ်းရှိတယ်ဆိုတဲ့အကြောင်းထိုင်းနိုင်ငံမှာရွှေတစိမ့်စုယူပြီးတော့တက်တည်ပြလာခဲ့ပါပြီ။ဒီပြိုင်ပွဲကိုတော့နိုင်ငံတကာအသီးသီးကကာယဗလာမဲရီပါဝင်ရှင်ပြိုင်ခဲ့ကြပြီးမြန်မာနိုင်ငံကပထမဆုံးနဲ့အကောင်းဆုံးဖြစ်အောင်လို့ရှင်ပြိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ တည်တည်စပြစ်ချူဟာထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပတဲ့ IFBB Natural Body Building ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုတွားရောက်ရှင်ပြိုင်ခဲ့ပြီးရွှေသုံးစုကျေးတစုစကူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမတွားရောက်ရှင်ပြိုင်တဲ့အခါမှာလည်းအခြားနိုင်ငံကပြိုင်ပွဲဝင်တွေကတည်တည်ရဲ့ခန္ဓာကိုယ်အချိုးအစားအရင်လှလို့ကြီးကျူးလာတာတွေလည်းရှိတယ်လို့ဆိုလာခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါတည်တည်စပြစ်ချူဆိုတဲ့အမျိုးသမီးကြောင့်ပဲမြန်မာနိုင်ငံဟာကမ္ဘာအလယ်မှာရွှေသုံးစုကျေးတစုစကူးနိုင်ခဲ့ပြီးဖြစ်တာမျိုးအားပေးသွားကြပါအောင်ဗျာ။